ဒီနေ့ပြောပြခြင်းတဲ့အကြောင်းရင်းကအခုအကုန်လုံးသိနေတဲ့ Trump ရဲ့ tariff war ကနေပြီးတော့သူတွင်းကုန်အခုမျက်နှာနဲ့ပတ်သက်ပြီးတော့ American မှာရှိတဲ့လူတွေဘာတွေပြောနေကြသလဲဆိုတာနည်းနည်းပြောပြခြင်းလို့ So မနေ့ကတရုတ်ပြည်ကနေပြီးတော့ America နေဒီ layer နဲ့ပတ်သက်တဲ့ ကုန်ဒီပါတွေမဝယ်တော့ဘူးလို့ပြောတဲ့အခါလူတော်တော်များများကတော်တော်လေးဆူရဝိုင်းပြောကြနော်ထရမ့်ပေါ့နော်မင်းဒါကြီးစဉ်းစားမိရလားပေါ့အဲနောက်တစ်ခုကဘာဖြစ်လဲဆိုတော့ဒီကုံစုံဆိုင်ရောင်းတဲ့လူတွေ Walmart တို့ဟို target တို့အပွားကြီးမှာဆိုလို့ရှိရင်တော့ city မှာပေါ့နော်အဲ့လိုမျိုးဆိုင်နေကလူတွေကဘာပြောလဲဆိုတော့မင်းဒီတိုင်းဆက်လုပ်နေရင်တဲ့နောက်ထပ်တစ်ပတ်နေလို့ရှိရင်ငါတို့ရဲ့ဒီ site နေက shelf တွေမှာဘာပစ္စည်းမှရှိတော့မှာမဟုတ်ဘူးတဲ့။နောက်ပြီးကုန်စည်တော့ကလည်းဟိုဘိုင်ဒန်တော့ကတော့သူက200ခန်းလောက်អော်နေတဲ့ point ဟိုက900ခန်းလောက်6.8လောက်ရောက်လာတော့အကောင်လုံးကလည်းဝိုင်းပြောကြတယ်။အဲ့ဒီမနေ့ကသူကငါငါတို့တွေတဲ့ဟိုညှိမယ်လို့ပြောရတယ်။သူကတယောက်တည်းညှိနေတာတယုံနေတဲ့စကားမပြောဘူးသူနှမစကားမပြောသူကသူတယောက်တည်း short လိုက်တင်းလိုက်ဖြစ်နေတယ်။အဲ့တော့ဟိုအဲ့တော့တယုတ်ပြီးရတယ်သူ့ကိုလောင်တာပေါ့နော်။မင်းဟိုမှာကြည့်ပါအောင်ဒီကောင်။ဟိုမှာကြောက်နေပြီပေါ့။ဆိုတော့အဲ့ဒါပေါ့။ရတယ်ဖြစ် ဒါပေမဲ့အဲ့ဒါရဲ့နောက်ကမှာဖြစ်တဲ့ဖြစ်ပျက်ကလေးတွေပြောပြ။နံပါတ်1ကတော့ Elon Musk နဲ့ပတ်သက်ပြီးတော့ဗောနော်။လူတွေက Elon Musk ကိုဘယ်လောက်တောင်မုန်းသွားလဲဆိုတော့ Elon Musk company ကထုတ်တဲ့ Tesla ကားတွေပါပြီးတွေ့လို့ရှိရင်လူတွေကနောက်ကနေပွတ်တာတို့ဒီဈေးဖြန်းတာတို့ပါလို့လုတ်လုတ်တော့လူတွေအနေနဲ့မလုပ်ရလဲဆိုတော့အဲ့ဒီမှာသူတို့ကားစတစ်ကလေးတွေခတ်ကြတယ်။ဟာဒီကားဟာ Elon Musk အစိုးရလုံမလုပ်ခင်တော့ဝယ်ထားတာပါတို့ Elon Musk ကို crazy မဖြစ်ခင်တော့ဝယ်ထားတာပါဆိုပြီးတော့အဲ့လိုမျိုးတွေကတ်ကြအဲတော်တော်များများအဲ့လိုဖြစ်တော့အချို့ဆိုကားတွေပါပြန်ရောင်းဖြစ်တယ်ဆိုတော့အဲ့ဘဝရောက်ဆိုတော့ဒါ Elon Musk နဲ့ပတ်သက်ပြီးတော့ပေါ့နော်နောက်တစ်ချက်ကပို့ပြီးတော့ချောက်เสียအကောင်တရက်တရက်ဒီလိုမျိုး trap မှနေပြီးတော့ငါ stock ကိုဟိုဟာ trade trade ကိုရပ်လိုက်မယ်လို့ပြောလို့ရှိရင် stock market က10 trillion dollar လောက်တက်သွားတ လုံမယ်လို့ပြောလိုက်ရင်10 trillion dollar လောက်ကျသွားတယ်။ဆိုတော့ Trump ကလုံမယ်မလုပ်ဘူးဆိုတာကိုဘယ်သူသိလဲပေါ့နော်။အဲ့တော့ Trump နဲ့ပတ်သက်တဲ့အနားမှာရှိတဲ့လူတွေအကုန်လုံးကဟေး Trump တော့မနဲ့ဖြစ်ဟိုမှာအခွန်မလုပ်တော့ဘူးလို့ပြောလို့ရှိပြီ။လုပ်တော့မယ်ဆိုလို့ရှိရင်သူ့ရဲ့အပေါင်းအသင်းပတ်ပတ်လေတွေအကုန်လုံးကဘာလုပ်ကြမလဲဆိုရင် stock trade ကိုဝင်လုပ်ကြ အခုအဲ့ဒီဥစ္စာအကုန်လုံးပြောနေကြတယ်ဒီကောင်းလေးအချင်းချင်းပဲလှည့်ပြီးတော့စကားတခွန်းပြောလိုက်ရက်လိုက်ဟိုကတခုပြောနေ stock market ရက်တက်လိုက်ကြတယ်အဲ့ဒီကြားထဲမှာသူ့လူတွေအကုန်လုံးပိုက်ဆံနေရနေကြမယ်ဆိုပြီးတော့အကုန်လုံးပြောတယ်ခဏထားလိုက်ဦးပေါ့မင်းတို့ပွဲပြီးသွားရင်မင်းတို့ကောင်းလေးနောက်ပေါ့စစ်စစ်ရေးလိုက်လာမယ်ပေါ့နော်ဆိုတော့အဲ့ဒါလေလူတွေကပြောနေကြတယ်နောက်တစ်ချက်ကပါဆိုခုနကကျွန်တော်ပြောသလိုပေါ့ဟလာကုန်စည်တွေအကုန်လုံးအဲ့လိုပိတ်လိုက်တဲ့အချိန်မှာသူတို့ကတတ်တတ်ကန်ထရိုက်တယ်ဦးတို့ကလှုပ်လဲလှုပ်နေပြီ အချို့ company တွေ Apple လို့အချို့ဒီ Microsoft တို့ဝါတို့သွားတဲ့ခါသွားအဲ့ဒီ company တွေကြတော့ဒီတရုတ်နဲ့လုပ်တဲ့ခါကျတော့အဲ့ဒါကြီးကြတော့တို့ကဟို tariff ကိုခင်းလို့ခွင့်ပြုတယ် company တွေကြတော့အကုန်လုံးသွားခင်းလို့ခွင့်မပြုဘူးဆိုတော့ခုနကကျွန်တော်ပြောသလိုပဲသူသူလူနဲ့သူနဲ့ပတ်သက်တဲ့လူသူနဲ့နဲ့ပဏံတဲ့နဲ့လူကိုပဲသူကပါစားပေးပြီးအခွန်လုပ်ပေးတယ်အဲလူတွေအကုန်လုံးကပြောနေမင်းအဲ့လိုလုပ်လို့မရဘူးအဲ့လိုလုပ်တော့ အခုတရားစွဲတာကြီးပါဖြစ်လာအစိုးရကိုတရားစွဲအဲဒါကျွန်တော်တို့အာမြင်ရတာပေါ့နော်အချို့ company တွေကတရားစွဲဒီဥစ္စာလုံးဝတရားမဝင်ဘူးမဟုတ်တာလုပ်တဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုတော့အဲ့ဒီအဲ့ဒီအကြောင်းလေးတွေလောလောဆယ်သူတွေကပြောနေကြတယ်ရေရှိပါဖြစ်မလဲဆိုတာကတော့ तू ကတော့တယောက်တည်းရှေ့တိုးလိုက်နောက်ဆုတ်လိုက်လုံးမယ်လုံးလိုက်မလုပ်ဘူးပြောလိုက်ဟာလေးကပြင်းလိုက်ယော့လိုက်ငါမှားသွားပြီပြောလိုက် formula ကြီးလည်းအမှားတွေသုံးလိုက်နေ तू ကတော့ဟိုပြေးဒီပြေးနေဖြစ်နေတဲ့အချိန်ပေါ့နော် အဲကြားထဲမှာလည်း तू အာယုံလွှဲလို့ရအောင်ဟိုဟာလုတ်ဒီဟာလုတ်တယ်လုတ်တယ်ဒါပေမဲ့ခုနပြောသလိုပေါ့ तू ပြောနေတဲ့စကားတစ်ခုမှမူတည်ပြီးတော့ stock market ကြီးอ่ะအပေါ်တက်လိုက်အောက်ကျလိုက်ဖြစ်တဲ့အချိန်မှာ तू နဲ့ तू ပတ်ဝန်းကျင်အပေါင်းအသင်းလူတွေကတော်တော်များများ stock တက်သွားရင်ပိုက်ဆံတွေရတယ် stock ကျသွားရင်လည်းပြန်ရောင်းပြီးတော့ပိုက်ဆံတွေရတယ်အဲ့ဒီဥစ္စာ10 trillion dollar မှာသူတို့ဘယ်လောက်ရတယ်ဆိုတာဘယ်သူမှမသိဘူးအဲ့တော့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ပိုင်းစစ်ကြည့်အောင်ပေါ့ဘာလို့ဖြစ်လာလဲဆိုတာဆိုတော့ဒီလောက်ပါပဲဒါတည်ကြတာလေးတွေကို 邊年嚟嘅喎？哪堂畢業嘅？幾時結婚？